ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ဒါဥရောပလိပွဲတွေထဲမှာတကယ်ပွဲကြီးပွဲကောင်းဖြစ်တဲ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့လာလီဂါဒုတိယကျော်ပွဲစဉ်ကစားဖို့ရှိပါတယ်ဒီနေ့တင်းကဒါဒီယာဒီမှာဆိုရင်လည်းဒါတော့ရှော့တွေးဆောင်ခဲ့တာပေါ့လေတွေးတဲ့ပွဲတိုင်းလည်းဘာစီလိုနာကပဲနိုင်ထားပါတယ်ဒီပွဲမှာတော့ဘလိုချီနေတယ်ထွက်လာမလဲဆိုတာကိုကျွန်တော်နဲ့အတူ OA ရဲ့နောက်ထပ်စီတူရဲ့နေပြီးတော့မှဒါ Zoom နဲ့အတူသုံးသက်တင်ဆက်ပေးသွားဖို့ရှိပါခင်ဗျာဝင်တော့ဒါစီတူရောမင်္ဂလာပါမင်္ဂလာပါကိုမင်္ဂလာပါကို အဲစီတူရေးဒါပထမဆုံးအနေနဲ့ဒီဘွဲအချင်းနေပေါ့ဒါဒီဘွဲမှာကဒီလာလီဂါစတန်နင်မှာကတော့ဘာစီလိုနာကရီယယ်မက်ဒရစ်ရဲ့လေးမှတ်တာနေတယ်တကယ်လို့ဒီဘွဲမှာအ ਨੇ ဆုံးဘာစီလိုနာတည်ကစားနိုင်ခဲ့ရင်ကိုလက်ချက်ဘွဲအနီထားနဲ့တွက်မယ်ဆိုရင်ဒါလာလီဂါချန်ပီယံဆုအတွက်တော်ရေးကိုအလားလာကောင်းတယ်ပေါ့လေရီယယ်ကတော့ဘာစီလိုနာခွဲမှာမဖြစ်မနေအနိုင်ကစားဖို့လိုတယ်နိုင်ရမှသာလျှင်အမှတ်ကွာမှုကဒါတမတ်ဆိုတဲ့အနေထားကိုချင်းမြောင်းအောင်လုပ်နိုင်မယ်ဒီအနေထားမှာဒါ အဲကလာစီကိုပွဲနဲ့ပတ်သက်ပြီးတော့မှစီတူတစ်ချက်တော့တုံးသက်ပြီးပါအခုတုံးသက်ရတဲ့အဲကလာစီကိုတွေကလည်းတော်တော်ကြီးကိုများနေတာပေါ့လေဝေးရတယ်ဟုတ်ကဲ့ကိုဒါအဲကလာစီကို၄ချိန်များပေါ့နော်ဒီရစီ၄ချိန်များရှိလာခဲ့ပြီအလေးချိန်များတော့မဟုတ်၅ချိန်များရှိလာခဲ့ပြီပေါ့နော်အဲ့တော့တော်တော်လေးလည်ရှင်းနေနေပြီဒါပေမဲ့အခုအခြေအနေကနည်းနည်းလေးအပြောင်းလဲရှိတာပဲပေါ့နော်ပုံမှန်ထက်အပြောင်းလဲကဘာလဲဆိုတော့ဒီဘာစီလိုနာအနေနဲ့ချန်ပီယံလိစီမီဖိုင်နယ်နှစ်ပွဲကိုအပြင်းထန်ကစားခဲ့ရတယ် အပြင်းထန်ကစားခဲ့ပြီးတော့ရှုံးနေထားတယ်ပေါ့နော်သူတို့ရဲ့ travel မျောလင်းချက်အတွက်ဒီမျောလင်းချက်အနည်းငယ်ရိုက်ထိုးခံလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေမှာဘာစီလိုနာဘက်ကအနည်းငယ်နွမ်းလျားမှုရှိနေမယ်လို့ကျွန်တော်တို့ယူဆမိတယ် Real Madrid ဆိုင်ဘာစီလိုနာဘက်ကအနည်းငယ်နွမ်းလျားမှုရှိနေတယ်လို့ယူဆတယ်ပြီးတော့ဒီပြီးခဲ့တဲ့ရက်ပိုင်းတော့က Real Madrid လီပြန်ဆိုတော့ဒီကပြောတယ်ပေါ့နော်ဘာစီလိုနာဟိုဒီအက်ကလစီကိုတပွဲနဲ့နေသူတို့မရဘူးလို့သူပြောတယ်အက်ကလစီကိုတပွဲနဲ့နေမရပဲနဲ့အမ်နောက်တဲ့ပွဲလေးမှာပါဘာစီလိုနာအမက်ရောမှာ ရီယယ်မက်ဒရစ်ကဖြစ်နိုင်ချေရှိရလို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီယာဒီအခြေအနေကိုကြည့်တဲ့အခါမှာလက်ကျန်ပွဲစဉ်တွေမှာရီယယ်မက်ဒရစ်ကချောင်းတယ်ဒီဘာစီလိုနာနဲ့ပွဲပြီးတဲ့အခြေအနေမှာနောက်တဲ့ပွဲတွေကချောင်းတဲ့ပွဲတွေအိမ်ခွေးနှစ်ပွဲပါတယ်အသင်းအနေပေးထက်တဲ့အသင်းဒုက္ခပေးထက်တဲ့အသင်းတွေကျွန်တော်တို့မမြင်ရဘူးဒါပေမဲ့ဘာစီလိုနာအနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီပွဲကိုကစားမယ်ပွဲချက်ပြီးရင်အက်စပန်ယိုနဲ့ပွဲလည်းရှိတယ်ပေါ့နောက်ထပ်နှစ်သင်းကလည်းဘီလ်ဘောဖီလာရီယယ်လို့အသင်းကောင်းနေဖြစ်နေအဲ့တော့ဘာစီလိုနာအတွက် အရန်ရေးကြီးတဲ့အခြေအနေလိုဖြစ်နေပါတော့ဒီပွဲမှာမတော်တဆချုံးနေသွားခဲ့မယ်ဆိုရင်နောက်ပွဲတွေရာအရန်အနေများနိုင်တယ်ပေါ့နော်ဖိအားဝင်သွားနိုင်တယ်လက်ရှိနုနယ်တဲ့အသင်းကိုဒီအခုချန်ပီယံလိတန်ရာပြီးရရီယယ်နဲ့အက်ကလစီကိုမှအတင်းဆောင်ဖြစ်ခဲ့ရင်နောက်ထပ်ဖိအားရောက်လာပြီးတော့ကောင်းမောက်ကွာမှဖြစ်သွားနိုင်တယ်တရားဒီတော့အကောင်းဆုံးဖြတ်တန်းတဲ့ဥစ္စာကအဲ့လိုဖြစ်သွားနိုင်လောက်တဲ့ကစားဟန်တစ်ခုပေါ့နော်ဘာစီလိုနာရဲ့ဟန်ကို high reward ဒီ high risk system ဖြစ်တဲ့အတွက်အဲ့လိုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဘွဲကအဲ့လောက်ထိ အရေးပါတယ်သူတို့ရဲ့ဒီ momentum အရာရောအဆဆအရာရာအရေးပါတယ်ပေါ့နော်အဲ့တော့ဒီကိုကလေးမှတ်သားနေရဆိုတော့အားသာချက်အကြီးကြီးရှိသည့်တိုင်အောင်အနေအများကြီးပွဲအဖြစ်လဲကျွန်တော်မြင်မိပါတယ်ပို့အဲကျွန်တော်ဒါအဝင်ကရောဒီပွဲနဲ့ပတ်သက်ပြောမှာပေါ့နော်ဟိုအဓိက real back ကပြန်ကြည့်လိုက်တော့လေဒါ real မှာကတရားရပွဲပဲပြဿနာတော်တော်လေးများနေတယ်ပြီးနောက်ဆုံးကစားသွားတဲ့ setup ကိုလည်းပွဲမှာဆိုရင်ပွဲစပါမယ်တော့ရှောက်သူတို့ဥဆောင်နေတာခြေစွမ်းနဲ့ကြည့်လိုက်တော့ဟိုအပြတ်သက်ကြီးပါပဲ ်မှန်တယ်ပြောရင်ဒါ 2C 3C လောက် 2C လောက်ထိကိုကြီးလိုက်ပြီးနောက်ပွဲပြီးရခါမှာ32ပြန်ပြီး33ဖြစ်ဖို့အခြေအနေထိတောင်ရောက်သွားတာဟာဘလူးမြန်ပြန်ဖြစ်သွားတယ်ပေါ့နော်အဓိကတော့ဒါ Rie ရဲ့ခန်းစစ်အခြေအနေဒါခန်းစစ်မှာဒဏ်ရာကစားသမားများနေတဲ့အခြေအနေလေးပေါ့ဒါနဲ့ပတ်သက်ပြီးတော့မှပုံရလဲပြောပြပါဦးဟုတ်ကဲ့ဗျဟိုဟာ Real Madrid ကဒီရာသီမှာတကယ်ပဲခန်းစစ်ပိုင်းကတော်တော်လေးအခြေအနေဆိုးတယ်ပေါ့နော်အမ်ဒါကြောင့်ပဲဒါရှိမှာ တကယ်ဟိုဟာပြိုင်ပွဲအသွင်မှာပေါ့နော်ဒီဘာစီလိုနာ၃ချိန်လုံးနဲ့ဒါဂိုးပြတ်ရှုံးရှုံးနေခဲ့တာပေါ့နော်အဲပို့ဆိုတာအခုလာမယ့်ဟိုဟာကလပ်စစ်ကိုမှလည်းမြေဘက်ကတော်တော်လေးအခြေအနေဆုံးနေ ိုခံတဲ့ကစားသမားစစ်စစ်ဆိုလို့ဒါအဆန်စီတယောက်ပဲရှိတယ်။ဆန်စီတော့ဒဏ်ရာနည်းရှိတယ်။အဆန်စီတော့အဲ့လိုဒဏ်ရာဒီဒဏ်ရာပြဿနာရင်းများလာဆိုတော့ဒါဒီအနေထားနဲ့ကဘလို့မှဘာစီလိုနာရဲ့တိုက်စစ်ကိုဟန်နာနိုင်မယ်လို့ကျွန်တော်မမြင်ဘူး။အဲနောက်ပြီးတော့ငွေရမှသူတို့ကွင်းလည်အလိုအပ်ချက်ရှိနေတယ်။သူတို့ကွင်းလည်လုံးဝဟန်ချက်မညီတဲ့အနေထားမျိုးတွေသူ့နေရာအချိန်မှာဒါသူတို့အနေနဲ့တော်တော်လေးကိုရင်ဆိုင်ရဖို့လည်းခက်အောင်မယ်။နောက်ပြီးတော့ပို့ဆိုးတာအဝေးကွင်းလည်းဖြစ်နေတယ်။နောက်ပြီးတော့ဟိုတိုက်စစ်မှာလည်းဒါရိုဒီဂိုလည်းဒဏ်ရာရတယ်ဒါပေမဲ့ဒီရိုဒီဂိုမပါတာကအဲနည်းနည်းလေးတိုက်စစ်ပိုင်းအားရော့သွားတယ်ဆိုတော့လေ ဲအာတာကူလာလေးကဒီနေရာကိုကွက်လက်ကိုအကောင်းဆုံးဖြည့်ပြီးနိုင်တဲ့အနေအထားမျိုးလေးတွေရှိနေဆိုတော့ကျွန်တော်က VN ရဲ့တိုက်စစ်ကိုမစိုးရင် MMP ရဲ့လုံနိုင်စွမ်းကိုလည်းယုံနေ VC ရဲ့အတိုးလှုပ်တွေလည်းကျွန်တော်ဒါတည်ကြတဲ့မြင်ရဖို့ရှိတယ်ဘာဖြစ်လို့ဘာစီလိုနာမှာလဲခန်းဆက်ကဒီတောင်မန်တစ်ဖက်ကဟိုကစားသမားနှစ်ယောက်လုံးကလည်းဒါကွန်တီလေးမပါနိုင်ဘူးဘယ်တဲ့အော်အော်ဘယ်ဒီရလည်းမပါနိုင်ဘူးဆိုတော့အဲ့အတွက်ဒီရီယယ်မတီရဲ့ဒီတောင်မတိုက်စစ်ကစားသမားတွေကိုဘာစီလိုနာဒီဟိုဟာဖူဘက်တီနေရာတေချာပေါ့ဒါထိမှုကရုံးကန်ရအောင်မဆိုတော့အဲနှစ်ဖက်စလုံးမှာခံစစ် ပြဿနာလေးရလဲရှိနေဆိုပိုဆိုးတာက Real Madrid ကတော်တော်ချင်းနေဆိုးတာဆိုတော့ဒီ Real Madrid ကတည်ကြတယ်ဒီ Rafinha ရောရမားရောဘလို့မှဒီ Garcia ရောဟိုဟာ Vestwell ကိုထိနိုင်မယ်လို့လည်းမမြင်ဘူးဆိုတော့တည်ကြပါတယ်ဒီခံစက်ဟိုဟာပြဿနာရှိတာချင်းအတူတူမှဒါပို့ပြီးတော့တိုက်စစ်ပို့ပြီးအားကောင်းတယ် Barcelona အများ Barcelona အများပေါ့နော်ဒီအตาရမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာဟုတ်ဒါခံစက် plan နဲ့ပတ်သက်ပြီးတော့မှဒီ City ကလည်းတစ်ချက်တော့တုံးတယ်ပြီးတော့နှစ်တင်းလို့မှာတော့ ခန်းစစ်ပေါ်လေးအဓိကဓာတ်ရပြဿနာများနေတဲ့ဟာရေပွဲပယ်ပေါ့ရူဒီကာဆိုတဲ့ပွဲလည်းပယ်ခံရတယ်ကိုယ်တိုင်လည်းဓာတ်ရလည်းရှိနေတယ်။နောက်ဘာစီလိုနာမှာတော့ဟိုခန်းတော့ဒါဟိုပြောသွားတဲ့အထက်မှာဆိုရင်ဒီကွန်တေရိုဆိုတော့နည်းနည်းပါလာနိုင်တဲ့ chance တွေနည်းနည်းအနည်းငယ်တော့ရှိမှာတယ်။ဘာကြောင့်လဲဆိုတော့ဟိုပြီးခဲ့တဲ့ Inter Milan နဲ့ပွဲမှာသူတို့မပါနိုင်ခဲ့ပေမဲ့ဒီပွဲအမီပါနိုင်တာကြီးရှိရဆိုတဲ့သတင်းလေးလည်းကြားလာရပါတော့။အဲဆိုတော့ဒီခန်းစစ်နှစ်ဖက်အသင်းရဲ့ခန်းစစ်တွေနဲ့ပတ်သက်ပြီးတော့မှာဟောစီလူကတစ်ချက်တော့လေးတုံးသက်ပြီးပါဦး။ ်ဟုတ်ကဲ့ကြာအခန်းစစ်ကတော်တော်လေးစိုးနေတဲ့အခြေအနေအထူးသဖြင့် Real Madrid ပေါ့နော် Real Madrid ဘာစီလိုနာကစားရင်တခုရှိသေးတယ်သူတို့ဒီခန်းစစ်ပိုင်းကိုးတွေပေးရတယ်ဆိုတာကအဲ့ဒီကစားဟန်ကိုသူကစားလို့အနေအများကြီးကစားဟန်ကို ကစားလို့သာပေးရတာပေါ့နော် Real Madrid ကြတော့လို့မဟုတ်ဘူးသူတို့ကညံ့အောင်ညံ့နေတယ်သူတို့ရဲ့ခန်းစစ်ကအဲ့တော့အဲ့ဒီပြဿနာတော်တော်လေးအဲဖြေရှင်းစရာဖြေရှင်းတဲ့နည်းလမ်းအခုထိမတွေ့သေးဘူးဖြစ်နေပေါ့နော်အဲ့တော့နောက်ရသည်လူဝင်အားတက်တွေဆက်ရောက်လာမှာပဲပြေးလည်မယ်လို့ကျွန်တော်တို့ယူဆတယ်လက်ရှိအခြေအနေမှာ Barcelona တိုက်စစ်က အဲကျွန်တော်တို့ Inter Milan နဲ့ပွဲကို sample ကြည့်မယ်ဆိုရင်ဒီလောက်ကောင်းတဲ့ Inter Milan ဒီလောက်အစုပွဲမှုနဲ့ဒီလောက်ထိန်းချုပ်ထားတဲ့ Inter Milan တော့တားလို့မရအောင်တားလို့မရဘူးဆိုတာ transition အခြေအနေလည်းတားလို့မရသလို Barcelona စိတ်ပြင်းနေပြီပေါ်လုံးကိုင်ပြီးဖောက်တဲ့အခြေအနေမှာလာမင်းဂျမတက်ရောက်တဲ့ဟိုတော့လောက်ဝိုင်းကလည်းမနိုင်ဘူးဖြစ်နေရပေါ့နော်အဲ့တော့ဒါ Barcelona life ရဲ့ reality အဲ့တော့ကောင်းတဲ့ cancel တောင်တားလို့မရ Real Madrid ရဲ့ cancel အနေနဲ့တားလို့ရမယ်လို့ကျွန်တော်တော့မထင်ဘူးအရေးရောင်မမြင်ဘူးပေါ့နော် real ခံစစ်အနေနဲ့တေချာပေါ့ဘာစီလိုနာတိုက်စစ်ကျိုးပြတ်လိုက်မယ်လို့ကျွန်တော်ယုံကြည်ရဲ့အဲဒီဘာစီလိုနာခံစစ်ပဲကြတော့ကျွန်တော်တို့ဘက်နှစ်ခုရှိရပါတော့ဘက်နှစ်ခုဆိုတာလက်ရှိအာပြီးခဲ့တဲ့ပွဲတွေတော့ကကျွန်တော်တို့အကုန်လုံးပြောခဲ့တယ်ဒီဘာစီလိုနာ highlight defense ကို real ရဲ့တိုက်စစ်ကအမြင်လုံးနဲ့ထိုးပေါက်နိုင်မလားချိုးပြတ်နိုင်မလားပေါ့လေအဲ့တော့အကြီးကျယ်ချိုးပြတ်နိုင်တာတော့မမြင်ခဲ့ရဒါပေမဲ့ဘာစီလိုနာရဲ့အဲ့ဒီအားနည်းချက်ကြီးကမပြောက်သွားဘူးပေါ့လေအခုဘာစီလိုနာရဲ့ highlight ရဲ့ပြင်းပြအမြင့်ဆုံးကြည့်မယ်ဆိုရင်34မီတာရှိတယ် ပေါ့နော်ဒါအမြင့်ဆုံးနှုန်းတစ်ခုဖြစ်တယ်ပြီးတော့ဘာစီလိုနာဘူသမားတွေဒီချက်စနီပေါ့နော်ဒလောဆက်ချက်စနီဆိုရင် sweeping လို့ခေါ်တာပေါ့ penalty area အပြင်ထွက်ပြီးတော့ဘောလုံးရှင်းထုတ်ရတဲ့အချိန်ဒါ3.5ရှိတယ်ဒါလာလီဂါမှာအများဆုံးပဲသူထက်များတာတယောက်ပဲရှိတော့တယ်အင်ညာကီဖန်ညာအဲ့ဒါလည်းဘာစီလိုနာဘူသမားပဲသူသူသူဆို5.5ရှိတယ်အဲ့ချက်စနီကနည်းနည်းအသက်ကြီးလို့အရင်အဲ့လိုမျိုးမလောက်ရတာပေါ့နော်အဲ့တော့ဆိုလိုချင်တာကအရင် ခက်ခဲပြီးတော့အရင်ရှုပ်ထွေးတယ်အရင်အနေရများတဲ့ system တစ်ခုကိုဘာစလိုနာကစားနေတာဖြစ်တယ်အဲ့တော့အဲ့ဒီလိုကစားခြင်းရဲ့အားလည်းချက်ကဘယ်တော့မှပြောင်းသွားဘူးပေါ့နော် real အဲ့ဒါကိုလုံလုံလောက်လောက်အသုံးချနိုင်တယ် tight 6 1အားနဲ့အမြန်လုံးရှိ Inter Milan နဲ့ဒီပုံစံတော့လျှောက်အသုံးချနိုင်တာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့ချုပ်ပြီးတော့ပြောရရင်နှစ်ဖက်စလုံးမှာအခန့်စစ်အားလည်းချက်ကြီးကြီးမားမားရှိနေတယ်ဒေတာကရီယယ်ဘက်ကတော့ဒါစီဖို့ မျောလင်းချက်ရှိရလို့ကျွန်တော်တို့မထင်ဘူး။ဘာစလိုနာဘက်ကတော့တို့ရဲ့အကောင်းဆုံးနေ့တွေမှာတို့ရဲ့လူကျွန်တော်ချောက်အလုပ်ဖြစ်တဲ့နေ့တွေမှာတော့ဒီပုံစံကိုဒါတားဆီးနိုင်တယ်လို့ကျွန်တော်တို့မြင်လေးရပါတော့အဲ့တော့ခန်းစစ်ပိုင်းမှာအာနေချက်ကိုစီရှိသေးတယ်ဘာစီလိုနာအနည်းငယ်လေးပုံစံပေါ်ကြနေလို့ယူဆပါတယ်ပေါ့အဲနောက်ထပ်ဒါဦးမင်းကလည်းတစ်ချက်တော့သုံးသပ်ပြပါဦးညီဒီခွင်းလယ်စုဖွဲ့ပေါ့နော်ရဲကဒီယာတီတလျှောက်လို့ဒီတိုနီကရုစ် နောက်ဝါပြီးနောက်ပိုင်းလေးကိုကဟိုပွဲရဲ့အခြေအနေတခုကိုထိန်းကျောင်းနိုင်တဲ့ခွင်းလယ်ပုံချုပ် မရှိတော့တဲ့ပြဿနာရင်ဆိုင်ရတယ်။ဒီဘွဲမှာလည်းအလားတူပြဿနာမျိုးနဲ့ရင်ဆိုင်ရအောင်မထင်ပါနဲ့။ဘယ်လင်ဟန်ကယာဒီစပန်းကဟိုခြေဆွဲနေကြဆင်းခဲ့တယ်။ဟိုကျိုးတော့ကျိုးစားတယ်။ဒါပေမဲ့ဂိုးပေါင်ပတ်သက်မှုတော်တော်ကြီးကိုအာတင်းအောင်ကြာသွားတဲ့အခိုက်အတန့်ရှိတယ်။နောက်ပိုင်းဘယ်လင်ဟန်ပုံစံကောင်းပြန်ရတယ်။သူလုံနေကြအလုပ်တိုင်းပဲဒါဂိုးပေါင်ပတ်သက်မှုပြန်ကောင်းလာသည့်တိုင်အောင်ဒီရီယယ်မက်ထရစ်ရဲ့ဟိုပွဲကိုနှမိုးနိုင်မှုပိုင်းကတော့ဒါအားနည်းနေတယ်ဗျ။တစ်ဖက်ကဘာစီလိုနာကတော့ လက်ရှိမှာဆိုရင်ဒီဖွင့်လှစ်စုဖွဲ့ရလဲပွဲပန်းနိုင်ပွဲပန်းနေတာကလွင့်ကျန်တဲ့ပိုင်းမှာတော့ဘာစီလိုနာကဒါဘယ်လိုပြောမလဲရီယယ်ကိုကောင်းကောင်းအသာစီးယူနိုင်တဲ့အခြေအနေရှိတယ်လို့ပြောတော့မြင်တယ်ဒီပွဲမှာတော့ဝိုးတိကျင်တဲ့ပိုင်းဒါရီယယ်ကဘယ်လိုဖွင့်လှစ်စုဖွဲ့မျိုးနဲ့ဘာစီလိုနာကိုရင်ဆိုင်လာမလို့ထင်တယ်ဟုတ်ကဲ့ပါဟိုရီယယ်မက်ဒရစ်ကရီယယ်မက်ဒရစ်ကကွင်းလမ်းပိုင်းကဒါ ပြောရမယ်ဆိုတုံနေခူးထွက်သွားပြီးနောက်ပိုင်းတကယ်ဟိုကွင်းလေဘူချုပ်တယောက်ဒါဆုံးရှုံးပြီးရနောက်ပိုင်းဒီနေရာကိုလည်းသူပြန်မဖြစ်ခဲ့ဘူးသူအသင်းမှာရှိတဲ့ဒီကာဘာဗင်ဂါရဲ့ဂျွမ်မန်ဒီနဲ့ပဲသူတို့ဆက်သွားတယ်ဒါပေမဲ့ဒီကစားသမားနှစ်ယောက်ကဒါအရေးသွေးရှိတဲ့ကစားသမားဆိုတာဟုတ်ပေမဲ့ဒါတုံနေခူးတော့ပွဲကိုထိန်းချုပ်တာတွေတန်ဖိုးအတင်ချရတွေကဒါဘူးမမလုပ်နိုင်ဘူးလက်ရှိဟိုဟာရီယယ်မက်ဒရစ်ရဲ့ကွင်းလေမှာလည်းအဲ့လိုမျိုးဟိုဆွမ်းရမျိုးရှိတဲ့ဟိုကစားသမားမျိုးကလည်းမရှိဘူးမရှိရတဲ့အတွက်အခုလက်ရှိမှာက Real Madrid ရဲ့ ခံစားပိုင်းမှာပြဿနာတက်နေပြဿနာတက်နေဆိုတော့ချွန်မန်နီကအစဒါနောက်ကိုစနဘက်ကိုပြန်ဆင်းစနဘက်ကိုဆင်းပြီးကစားနေရဆိုတော့ရီယမတ်တွေ့တဲ့ဒီကွင်းလယ်ကတော်တော်လေးကိုဟိုဘယ်လိုပြောမလဲဟိုဟာလောကကံကခက်ဦးမလို့ထင်တယ်အခုလက်ရှိကစားနေတဲ့ဒါဟိုဟာစီပိုင်းရောနဲ့အဲဟိုဟာနဲ့ဖေဗာဒီနဲ့ဒီကစားသမားတွေကလောကနှုံးရှိကြတော့မှန်တယ်ဒါပေမဲ့ဒီပွဲကိုထင်းချင်းတဲ့နေရာမှာဒီတန်မိုအတင်ချတွေဒီအရာတွေကဒါဟိုဘာစီလိုနာရဲ့ကွင်းလယ်နဲ့ရှင်းမယ်ဆိုတော့တော်တော်လေးကိုကွာဟနေရလို့တော့ကျွန်တော်မြင်တယ်အဓိကကတော့ဒီ ဖင်လင်ကန်ပေါ့နော်ဒီဖင်လင်ကန်နေနဲ့ကွင်းလေကိုဘယ်လောက်ထိစင်းကုန်နိုင်မလဲပေါ့နော်အော်အဲ့အပိုင်းကလည်းဒါအရင်အရေးကြီးတယ်တကယ်တော့ဟိုဟိုဖင်လင်ကန်ရူကလက်ရှိမှာ real money ရဲ့ကွင်းလေမှာတကယ်အရေးပါနေစေပဲဒါပေမဲ့အမ်ဘယ်လိုပြောမလဲဒီတစ်ခါလေးကြာဒီဖင်လင်ကန်ဖင်လင်ကန်ကဒီတိုက်စစ်ကိုအဓိကဒီပံပိုးနေရဟုတ်ကဲ့ဒါပေမဲ့ဒီပွဲကိုထိန်းချုပ်တဲ့ဒီကွင်းလေထိန်းချုပ်တဲ့နေရာမှာဒိုမီနီလောက်တဲ့နေရာမှာဖင်လင်ကန်အဲ့လောက်ထိဒါတိုနီကူးရှိတော့လာအဲ့လောက်ထိဒါဟိုဘယ်လိုပြောမလဲခြေစွမ်း ဟိုဘာလို့ပြောမလဲမိုးဆောင်နေတာဟုတ်မိုးဆောင်နေတာအဲ့အပိုင်းရရှိနေဆိုတော့ဒီ Real Madrid တကကတော့ဒီ Barcelona ကိုရှင်ဖို့ကတော့ဒါတော်တော်လေးလိုအပ်ချက်တွေများနေတယ်နောက်ပြီးတော့အရင်မှလည်းကစားသမားအလုံးလောက်လည်းမရှိဘူးဆိုတော့ဒါ Real Madrid ကတော်တော်လေးကိုခက်ခဲတဲ့အခြေအနေတည်ရလို့ပဲကျွန်တော်မြင်နေတယ်ဗျာဒါနဲ့ပတ်သက်ပြီးတော့မှဆီသူကဘာဘာများပြောချင်နေတယ်မြင်ကြီးကွန်းလက်ကွန်းလက်ပိုင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဒီကွန်းလက်ပိုင်းမှာကျွန်တော်တို့အချင်းချင်းမြင်မှုပါ Real Madrid အချင်းချင်းကြချော်မှုပါတို့ရဲ့ဒီ channel စာချက်ပေါ့နော်အဲ့တော့ဒီဘက်လက်ကြချော်မှုပါပဲ Real ကွန်းလက်ရဒါပေမဲ့ တခုတော့ရှိတယ်ဒီဘက်မှာအာဒဂူလဲပါလာနိုင်ခြင်းရှိတယ်အဲ့တော့အာဒဂူလဲနဲ့တွဲဆက်ထားတဲ့ရီယယ်မက်ဒရစ်ကွင်းလယ်ပုံစံဟိုဘာစီလိုနာမရင်ဆိုင်တယ်အဲ့တော့ဂူလဲအနေနဲ့ဒီဘာစီလိုနာကွင်းလယ်ကိုဘယ်လိုဒုက္ခပေးနိုင်မလဲပေါ့လေအဲ့တော့ဒီကစားသမားကရိုဒရီဂိုလိုနဲ့နည်းနည်းလေးခြားနာတယ်သူက playmaker ဘက်ကိုပို့သွားတယ်ပေါ့နော်အပြည့်ဒီကွင်းလယ်နဲ့အပေါင်းဆက်ပုံပူပေါင်းတယ်ပြီးတော့သူနံပါတ်10ရိုးကလာတာဖြစ်တဲ့အတွက်ကွင်းလယ်ပုံစံနဲ့ရိုဒရီဂိုကကြတောင်မှန်ပုံစံနဲ့တိုက်စစ်ပုံစံနဲ့ပေါ့နော်အဲ့တော့အဲ့ဂူလဲရဲ့အဲ့ဒီကွင်းလယ်ပုံပုံစံနဲ့အရာက aspect တစ်ခု ြည့်တင်ပြီးတာ real metric queen လေးရေလိုအပ်နေတဲ့တချို့သောအချက်တွေကိုပြည့်လည်သွားနိုင်မလားအဲဘာလို့လဲဆိုတော့ဒီပွဲမှာ barcelona queen လေးကဒီအတွင်းမဲ့ absolute control ရမှာပဲဒါပေမဲ့ real metric ကြတော့ moments တွေဖန်တီးဖို့ပဲလိုတာပေါ့နော်ဒီ key pass တွေနဲ့ line တွေပွင့်ထွက်သွားအောင်လုပ်ဖို့ပဲလိုတာဖြစ်တဲ့အတွက်အဲ့လို moments တွေအတွက်ဒီ goal လဲပါလာခြင်းကနောက်ထပ် key pass ပေးမဲ့လူတယောက်ပူလာတာပေါ့နော်အမ Rodrigo ကဖေးပေးရလို့မဟုတ် Rodrigo ကပြေးရလို့ပေါ့ဒါပေမဲ့ goal လဲပေးနိုင်တယ်လို့ဒါပြီးခဲ့တဲ့ set up ကိုနဲ့ပွဲမှာလည်း assist လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ပေးနိုင်တဲ့လူတယောက်ထပ်ရလာတဲ့အတွက်အဲအဲ့ဒီခုနလိုမျိုးပြီးမဲ့လူနှစ်ယောက်အတွက် Vinicius နဲ့ဒီ MVP အတွက်ပို့ပြီးတော့အဆင်ပြေနိုင်မလားအဲ့ဒီ setup တခုတော့ကျွန်တော်တို့အသက်တခုအနေနဲ့စောင့်ကြည့်ရဖို့ရှိတယ်အဲ normal time ကတော့ရှင်စီချင်းနိုင်ကြမရှိဘူးဘလို့မှကွာတယ်ပေါ့နော်ကွင်းကွင်းနဲ့ကွာရန်ကွာတယ်အဲအဲ့ဒီအခြေအနေမှာဒီကိုလည်းဘောင်းဆက်လာတဲ့အခြေအနေကိုကျွန်တော်စောင့်ကြည့်ခြင်းနဲ့အဲ့ဒီအခြေအနေကကွဲဟိုအပြောင်းလဲသွားစေနိုင်တဲ့အရာတစ်ခုဖြစ်တော့ကျွန်တော်ယူဆမိပါတယ်ပို့ အဲစီသူပြောသွားတဲ့ထောက်ပြပါချက်တော်တော်လေးကိုကောက်မှာဘာလို့အာဒါကူလာကိုဟိုပွဲချိန်မိနစ်နည်းတဲ့အတွက် real predator တွေကိုတိုင်းဒါ anthology ကိုဝေဖန်တာရှိတယ်ဗောနော်ဝေဖန်တာရှိတယ်ဒီတော့ပို့ပြီးတော့မှပွဲကစားခွင့်ပေးတင်တယ်ဆိုပြီးတော့မှသုံးသက်ဝေဖန်တာတွေလည်းရှိတယ်အာဒါကူလာကဒီနောက်ဆုံးကစားသွားတဲ့ပွဲစဉ်မှာဆိုရင်ဟိုကန်သွားတဲ့ ဘောလုံးလည်းတော်တော်လာတော့ဘိုးဘောလုံးတော်တော်လာတယ်နောက်တဲ့ပွဲပေါ်ချိတ်ဆက်နိုင်မှုပိုင်းမှာဆိုရင်လည်းစီတူထောက်ပြသွားတဲ့ play ပုံစံမျိုးပေါ့နော်ရိုဒီโกနဲ့မတူတဲ့တိုက်မျိုးလေးတွေကိုဒါမြင်ရတယ်ဒါနဲ့ပတ်သက်ပြီးတော့မှ real fan တွေရောနောက်တဲ့တခြားဘောလုံး fan တွေလည်းဒီညီထောက်ပြသွားတဲ့အချက်လေးကိုဟိုသဘောကျမယ်လို့ထင်ပါတယ်အဲဒါဆိုဒီပွဲမှာကအခုတို့ဒါမတူညီတာတစ်ချက်ပေါ့နော်အဲ classico ဒီဟာဒီမှာကစားသွားတဲ့ပွဲစဉ်တွေထဲမှာကျတော့ဟို Barcelona မြို့ပြင်မှာကျင်မဲ့ကစားခဲ့ရတာလေ ဟိုပထမကြော့ဆိုရင်ဘာနီဘောင်းမှာကစားရတယ်။နောက်တဲ့ Space Super Blast ဆိုရင်ဒါ Sorry မှာကစားရတယ်။နောက်တဲ့ဒီ Copa del Rey Final ဆိုရင် CB မြို့မှာကစားရတယ်။ဟို Barcelona မြို့မှာဒီပထမဆုံးအခြေပေါ့နော်။ဒါဒီယာဒီကစမာဒါကစားမယ် El Clasico မှာဒီအမြင်လည်းမဲ့ဒါဒီယာဒီမှာသုံးပွဲစလုံးနိုင်ထားတဲ့ Barcelona ကပဲနိုင်သွားမလား။ဒါမှမဟုတ်စီတူထောက်ပြသွားတဲ့အချက်လေးပေါ့နော်။ဒါ Real ကလည်းဟို key movements တွေကိုဖန်တီးသွားနိုင်မလားဆိုတာနဲ့ပတ်သက်ပြီးဦးဝင်းကဘယ်လိုမြင်မိလဲမသိဘူး။အဲ Real တို့ကတော့တကယ်ဟိုဘယ်လိုပြောမလဲ။ဟို ဒီဘွဲကို final ပွဲအနေနဲ့ပေါ့နော်ဒါရင်ဆိုင်လာဖို့ရှိတယ်ဘာဖြစ်လို့ဆိုဒါမှလည်းသူတို့ဟိုရမှတ်ကကြီးမြောက်သွားမှာပေါ့ဒါပေမဲ့တေချာတာတော့ဒီဘာစီလိုနာအနေနဲ့ကတော့ဒါတေချာတယ်သူတို့ကခါသီးပြန်မယ်ပေါ့ဘလို့မှအခွင့်ရပြီးမှတော့ဟုတ်ဘူးဒီဘွဲကဘာစီလိုနာနိုင်လိုက်လို့ရှင်ဒါဒီရာဒီလာလီကာရဲ့ဒီတိုင်နယ်ရေးကဒါပြီးသွားပြီတောင်ပြောလို့ရတယ်ဆိုတော့ဘယ်မှတူတဲ့တော်တော်ကြီးကိုခက်ခဲနဲ့ဟိုရင်ဆိုင်ရအောင်မလို့ကျွန်တော်မြင်နေကြအဲစီတူအောင်ကြီးဘလို့မြင်မိလဲဟုတ်ကဲ့ကျွန်တော်လည်းကိုဝင်နဲ့အမြင်တူပါတယ်ကျွန်တော်ပထမဆုံးဗီဒီယိုအစမှာကျွန်တော်ပြောပြခဲ့တယ် အချက်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအချက်ပြီးတော့ physical fitness ပိုင်းအဲ့နှစ်ခုကလွယ်လို့ကျန်တဲ့အရာကောင်းမှာဘာစီလိုနာတာလွန်နေရပေါ့နော်ပြီးတော့ဒီနူကန်ကွင်းမှာကစားမှာအဲ့တော့ဘာစီလိုနာအတွက်အရန်အရေးကြီးနူကန်မှာကစားတဲ့ပွဲဘာစီလိုနာအိုလံပစ်ဖြစ်မယ်အော်ဟုတ်ကဲ့အဲဒီဘာစီလိုနာမြေမှာကစားမှာပေါ့နော်အဲဘာစီလိုနာမြေမှာကစားခြင်းကတော်တော်လေးတို့တဲ့အရွှေပါမက်ဒရစ်နဲ့ဘာစီလိုနာအဲ့မြေမှာသူကအရန်နိုင်ကျင်တာပေါ့နော်ဒီစီဗီလိုဘောက်ဒါဆိုင်အဲ့လိုအဲ့လိုမျိုးဘာစီလိုနာဒီသူတို့ရဲ့ မျိုးချစ်စိတ်တက်အခန့်ရှိတယ်ဗောလေအဲအဲ့ရကြီးအကုန်လုံးပေါင်းပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်ဘာစီလိုနာကဒီပွဲကို clear favorite အနေနဲ့ကျွန်တော်သတ်မှတ်ခြင်းနဲ့ကစားပုံအရရောလက်ရှိ form အရရောပြီးတော့ဒီကစားသမားတွေရဲ့လုပ်ရည်ကိုင်းအရရောလက်ရှိမှာဘာစီလိုနာဆက်စားရရပါလုံးနဲ့ Real Madrid ဘက်ကမျောလင်းချက်ကျင့်စရာရှိတာဘာစီလိုနာရဲ့ဒီနည်းနည်းလေးစွန့်စားတဲ့ခံစစ်ရဲ့ပြီးတော့လက်ရှိဒီဖလားပွဲမှာဒီပြင်းထန်တဲ့စိတ်ဓာတ်ရရှိကြရလို့ပြောလို့ရတယ်ဗောနော်အဲ့ဒီအခြေအနေပဲရှိတယ်။ဂျန်တဲ့အခြေအနေမှာ ပါနေတယ်ပြီးတော့ဘာစီလိုနာအနေနဲ့ travel မရတော့ဆိုပေမဲ့ domestic double ကိုရရှိဖို့အတွက်ဒီဘွဲရလဲ real အရေးကြီးရဲ့နေသူဘာစီလိုနာလည်းအရေးကြီးနေရပဲအဲ့ဒီအတွက်ဘာစီလိုနာအနေနဲ့သူတို့သူတို့ရဲ့ခြေစွမ်းအားသာချက်နဲ့အတူဒီဘွဲကိုရလက်ကောင်းမယ်ဆိုကျွန်တော်ယူဆမိတယ် real ဘက်ကတော့လုံနိုင်စွမ်းရှိနေတယ်ရှိနေပေမဲ့လည်းခက်ခဲဦးမှာတော်တော်လေးခက်ခဲမဲ့ဘွဲတို့ကိုရင်ဆိုင်မယ်လို့ကျွန်တော်ယူဆမိပါတယ်ပို့အဲဟုတ်ကဲ့ပါဒါစီတူရောအုံဝင်ကိုပြောသွားတဲ့ဟာလေးဒါတော်တော်လေးလည်းဟိုပြေဆုံးပါတယ် အဓိကတော့အကိုဒီတနင်္ဂနွေနေပေါ့တနင်္ဂနွေနေအစောပိုင်းဖြစ်ကျွန်တော့အကိုဒီအာရှဖန်တွေအတွက်လည်းသူတို့လေးကိုကြီးကောင်းမဲ့အချိန်နေပေါ့လေဒါတနင်္ဂနွေည၈နာရီခွဲမှာကစားမဲ့ပွဲစဉ်မှာဘယ်တင်းရမလို့ရလက်ထွက်သွားမလဲဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့လေဘာစီလိုနာမှာတော့လီဗာဒေါစကီပြန်ပါလာမဲ့တိုက်စစ်အချိန်နေလေးရလဲပို့ပြီးတော့မှအားကောင်းလာဖို့ရှိတယ်ဒီအင်တာမီလန်ကိုသူတို့ရှုံးပြီးတော့မှထွက်ခဲ့ရတဲ့အချိန်နေဒီကိုကိုဒါသူတို့ဘာစီလိုနာအိုလံပစ်ခွဲမှာ အဲကလာစီကိုနိုင်ပွဲယူပြီးပောက်ကွဲပြနိုင်မလားဒါမှမဟုတ်ဒါ real trick ကပဲအဓိကခြေဝင်ကစားသမားတွေရဲ့ခြေစွမ်းပြောင်းမှုတွေနဲ့တူဒါလာလီဂါမှာအမတ်ကွာဟောင်းမှုချင်းမြောင်းအောင်လုပ်နိုင်မလားဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့နော်အခုလိုမျိုးဒါတုံးသက်ပြီးသွားတဲ့စီတူရောအဝင်ကောဒါကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ကာဟောပရိသတ်တူးချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ